စနေနေ့ကမ္ဘာ့ရွှေဈေးကွက်ရတပ်ပတ်အဖွင့်ရတနင်္လာနေ့တရတာအတွက်ကမ္ဘာ့ရွှေဈေးကွက်နေတာကိုကျွန်တော်သုံးသပ်ပြောကြားပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးပေါ့နော်ကမ္ဘာ့ရွှေဈေးနေတာကိုကျွန်တော်နီးပညာပိုင်းအောင်သုံးသပ်လို့ရအောင်လို့ကမ္ဘာ့ရွှေဈေးအတက်ကြချက်လေးကိုတစ်ချက်ကျွန်တော်တွားကြည့်လိုက်အောင်။ဟုတ်ပြီဒီနေ့မနက်မှာဆိုရင်ကမ္ဘာ့ရွှေဈေးကအကြာကောင်းနေတယ်။ဒါလည်းမဆန်းပါဘူးကျွန်တော်ပြီးခဲ့တဲ့အပတ်ကြာပြီးနေကလေးကျွန်တော်ကမ္ဘာ့ရွှေပြောခဲ့တဲ့ကမ္ဘာ့ရွှေတောက်လျှောက်အကြာအားသားနိုင်နေတယ်ပေါ့နော်။ဒါအပြင်ကျွန်တော်ပြီးခဲ့တဲ့တပတ်တာ အပိစေတောက်ကြနေညာအပိစေဆိုရယ်330အောက်မှာပိတ်သွားပြတဲ့ကာမှာလက်ရှိကမ္ဘာရွှေစည်းအတက်အားဈေးအကြဆိုဈေးအကြအားဆက်ကောင်းနိုင်ပါတယ်ဘယ်ထိကြာနိုင်လဲအနည်းဆုံးကျွန်တော်မကြောက်ဘူးဆိုရင်တော့မှ3250လောက်ထိကြာနိုင်တယ်အများဆုံးကျွန်တော်ဘယ်ထိကြာနိုင်လဲရှိလဲမယ်ဆို300ထိကျွန်တော်ဒီနေ့အတွက်ဈေးအကြအားဈေးကြမယ်လို့မှန်းထားပါတယ် ဟုတ်ပြီအဲ့ဒါပြတဲ့ခါမှာကျွန်တော်ဒီနေ့ကပ္ပချွေစီကိုကျွန်တော်ကဘာလို့ရမလဲကျွန်တော်ဈေးပြန်အတက်မှာအမြင်ဈေးတွေမှာလိုက်ရောက်အောင်ဖြစ်ပါတယ်မှန်တယ်ဈေးအကြအားတာနိုင်ဒါပေမဲ့ရောက်ရဈေးတန်းကလည်းကျွန်တော်ကောက်ရောင်းလို့မရဘူးခင်ဗျသူ့ရဲ့ဈေးတန်းဥမာလက်ရှိပြ3.95ရောင်းတယ်3.95ကလည်းကောက်ရောင်းလို့မရအောင်ကျွန်တော်တို့ဘာလို့လဲမလဲဆိုကျွန်တော်ကအမြင်ဈေးကိုစောင့်ပြီးမှရောက်အောင်ဖြစ်ပါတယ်အဲ့ဘက်ကဒါအပြင်ကျွန်တော်တို့ကအာပြီးခဲ့တဲ့တောက်ကြနေ့ညတော့ကျွန်တော်က3 3 2 6ဈေးတန်းမှာဈေးပိတ်ခဲ့တယ်ပေါ့ဒီနေ့မနက်မှာဆိုရင်အဖွင့်ဈေးက ၃နှစ်၉နှစ်စီတဲ့မှာဈေးပွင့်လာတာဖြစ်တဲ့ခါမှာပြီးခဲ့တဲ့တောက်ကြနေကတရက်တာအပိတ်ဈေးနဲ့ဒီနေ့မနက်တရက်တာဖွင့်စီကြမှာကျွန်တော် gap ပေါ့နော်ဈေးကွာဟာချက်ဖြစ်ဖြစ်ပြီးပွင့်တယ်လို့ပြောလို့ရပါတယ်အလိုလည်းမဲဆိုကျွန်တော်စိန်တိုးနေတော့တရင်ထွက်လာတာဟုတ်ကျွန်တော်တို့ရုရှားနဲ့ယူကရိန်းအင်းကျွန်တော်တို့အပြစ်ခတ်ရဆဲတရင်ဆွနေပွဲလုပ်မယ်ဆိုတဲ့တရင်နေပြီးရင်အိန္ဒိယနဲ့ပါကစ္စတန်အင်းကျွန်တော်တို့အပြစ်ခတ်ရဆဲမယ်ဆိုတဲ့တရင်နေဒါကြီးထွက်လာလာဖြစ်တဲ့ခါမှာတရင်သားနေမနဲ့အဖွင့်စီရတောက်ကြနေညအပိတ်စီထက်အောက်မှာဖွင့်လာခဲ့တယ်ဗောဒါကို gap လို့ခေါ်တယ်ခင်ဗျာ အဲ့ဒါပတ်သက်ကတော့ကျွန်တော်တို့ကဘာချီစီကြနိုင်တယ်ဒါမှကျွန်တော်အမြင်ဆေးတွေစောင့်ပြီးရောင်းတာပိုကောင်းလိမ့်မယ်ဘာလို့ဆိုဇေးကပြန်ဆွဲတင်နိုင်ခြေလည်းရှိသေးတယ်ဟုတ်ပြီအဲ့ဒါပတ်သက်ကမှာဘယ်ဆေးကနေဒီပြန်ဆွဲတင်နိုင်ခြေရှိတယ်ဘယ်ဆေးကနေမှရောင်းတင်လဲဆိုတာကိုကျွန်တော်တို့အချိန်တနားရအတိုင်းတားနဲ့တွားကြည့်လိုက်အောင်ဟုတ်ပြီအနည်းဆုံးအနေနဲ့ကျွန်တော်ရောင်းတင်တဲ့ဈေးတန်းကိုပြောပါလို့မိမယ်ဆိုရင်တော့ကျွန်တော်ဒီဈေးတန်းသဘောကျတယ်ပဲအနည်းဆုံးနေပေါ့နော်ဒီဈေးတန်းနေ390ဝင်းချင် 3နှစ်60ဝန်းကျင်ကိုတစ်ချက်စောင့်ကြည့်ပြီးအဲ့ဈေးနဲ့ဝန်းကျင်မှာဆိုရင်ကျွန်တော်တို့ကအဲ့ဈေးတောင်မဖောက်နိုင်ဘူးပေါ့3နှစ်60အထက်မှာကျွန်တော်တို့လူလူမဖောက်နိုင်ဘူးဆိုရင်တော့3နှစ်60ဈေးနဲ့ဝန်းကျင်မှာကျွန်တော်တို့ရေတိုးအရောင်းဝင်လို့ရတယ်ရေတိုးရောင်းဝင်လို့ရတယ်အမြတ်ပိုင်းဈေးတောင်ကျွန်တော်ဘယ်လိုလဲယူလို့ရလဲပြမဲ့ဆိုရင်3နှစ်6က3နှစ်60ဈေးနဲ့ဝန်းကျင်ကြီးယူလို့ရတယ်အရှုံးပိုင်းဈေးတောင်ကိုတော့3နှစ်9ကအထက်လောက်မှာပေးပါဟုတ်ပြီဒါအနည်းဆုံးရောင်းလို့ရတဲ့ဈေးနဲ့ဖြစ်ပါတယ်တကယ်လို့ဒီပေါ်ဈေးဆက်သက်သွားရင်ဟောဒီပေါ်ဈေးဆက်သက်သွားရင်ဆိုတော့ကျွန်တော်ဒီဈေးတန်းဝင်ချင်ပေါ့နော် ီစနေဝင်ချင်းဆိုရင်330စနေဝင်ချင်းကျတော့ရောင်းကြိုက်တယ်330ဝင်ချင်းအာဇုံနေလည်းပြောပါဆို330နဲ့ဗျာ330တင်ငါကြောက်အဲ့စနေဆုံးမှာဆိုကျွန်တော်ကဘာရှိကိုရောင်းပို့အားပေးချင်တယ်အာအမြတ်ပိုင်းစေးတန်းကျွန်တော်ဆိုကြပါဆိုအာတစ်ဖြတ်ချင်းယူချင်တယ်ဆို390တီးယူလို့ရတယ်အဲအနည်းဆုံးအနေနဲ့ဒီထက်ပိုယူချင်တယ်ဆိုရင်365တီးကျွန်တော်တို့အမြတ်ပိုင်းစေးတန်းယူလို့ရတယ် 3.65ဇေတန်းဆိုသည်အမြပိုင်းဇေတန်းယူလို့ရတယ်အရှုံးပိုင်းဇေတန်းကတော့ကျွန်တော်တို့3320ထက်လောက်မှာပြပါခင်ဗျာဟုတ်ပြီဒါဒုတိယရောင်းအောင်ဇေတန်းဟုတ်ဒီနေ့အမြင့်ဆုံးအနေနဲ့ရောင်းအောင်ဇေတန်းကကျွန်တော်3330လို့ပဲကျွန်တော်အော်အကြံပြုခြင်းနဲ့3330နာဝင်ခြင်းကတော့ဒီနေ့ဈေးတက်ပြီဆိုရင်ရဲရဲရောင်းတင်တဲ့ဇေတန်းဆုံးဖြစ်တယ်3330ဇေတန်း နာဝင်ချင်မှရောင်းပါအမြတ်ပိုင်းဈေးနှုန်းကျွန်တော်တို့3.60ဒီယူရိုရတယ်အနည်းအပထမတာဂက်နေနဲ့ဒုတိယတာဂက်နေနဲ့3.65ဒီယူရိုရတယ်အရှုံးပိုင်းဈေးနှုန်းကတော့ကျွန်တော်တို့3.30 40အထက်မှာပြပါခင်ဗျာဒါဒီနေ့အတွက်နောက်ဆုံးရောင်းရမယ့်ဈေးနှုန်းဆုံးအမြင့်ဆုံးနောက်ဆုံးရောင်းရမယ့်ဈေးနှုန်းဆုံးနဲ့ကျွန်တော်ဈေးနှုန်းတဘောတရားအမြင်ရအမြင့်ဆုံးတက်နိုင်ခြေရှိတဲ့ဈေးနှုန်းဆုံးဖြစ်ပါတယ်3.30ဈေးနှုန်းပေါ့နော်ဒီနေ့တနိဒာအတွက်ကကပ္ပရွှေဈေးနှုန်း3.30ဈေးနှုန်းအထက်မှာ အချိန်တနာရီအတိုင်းသာပိတ်စေကျွန်တော်တို့ market ခေါ်ရ H1 candle နဲ့30ဈေးနဲ့အထက်မှာဖောက်တက်ပြီးဈေးပိတ်သွားရင်ကမ္ဘာရွှေဒီနေ့အသက်အားပြန်ကောင်းပါလိမ့်မယ်ဈေးအကျအားသာမယ်ဆိုရယ်တုံးတဲ့ချက်မှားပြီးတော့ဒါယူဆလိုက်ပါကမယ်ဒီနေ့အတွက်30ဈေးနဲ့အထက်မှာအချိန်တနာရီအတိုင်းသာအပိတ်စေနဲ့ဈေးမပိတ်မချင်းဒီနေ့ကဘာချွေးစရာစေအကြအာတနိုင်ပါတယ်သူကသူဘလောက်ပဲဆွတ်တင်ပါစေအချိန်တန်ပြန်ကြလာပါ အဲ့ပေတကတော်တော်တန်တန်တက်မှာအချင်းတိုင်းတိုင်းတန်းတာပတ်အတိပေးစင်းနဲ့ဖောက်တက်ပြီးစေးပေးသွားရင်တော့ကျွန်တော်ရဲ့ဈေးအကြအောက်တာမယ်ဆိုတော့တစ်ချက်မှိုင်းတော့ပါပြီဈေးအသက်ပြန်လာနိုင်ပါတယ်ခင်ဗျဟုတ်ပြီအဲ့အပေတကမှာကျွန်တော်တို့ဒါတော့ရောင်းမယ်ဈေးရနေပေါ့နော်ဝဝယ်ရမယ့်ဈေးနှုန်းကကျွန်တော်လက်ရှိကမ္ဘာရွှေဈေးရပါနော်အပေါ်မှာဆိုဈေးအတက်အဓိကအဟန်သာဈေးနှုန်းက3330ရှိတယ်။အောက်မှာဆိုရင်လက်ရှိအနေထားကဈေးအကျအဓိကအဟန်သာဈေးနှုန်းက3265ရှိတယ်ခင်ဗျ။ဒီ3265ဈေးနှုန်းဈေးကျလို့ပေါ့နော်3265ဈေးနှုန်းအောက်ကို အချိန်တနာကြီးအတိုင်းအတာပိတ်စေကျွန်တော် market ခေါ်ရ H1 Canon နဲ့ဖောက်ကြပြီးဈေးမပိတ်နိုင်ဘူးဆိုရင်ဒီ3.65နဲ့3.60ကြာမှာရေတို့ပြန်ဝယ်လို့ရတယ်360ကျောင်းရေတို့ပြောင်းဝယ်လို့ရတယ်အရှုံးပိုင်းဈေးတန်း3255အောက်လောက်ပြီးအမြတ်ပိုင်းဈေးတန်းကကျွန်တော်တို့ခုချီကဒီနေ့မှာ အော်အရောင်းပိုအာတန်တာမလို့အဝယ်ကြတော့ကျွန်တော်အမြတ်ပိုင်းစိတအများကြီးမြူချင်ဦးခင်ဗျာ3နှစ်80 3နှစ်85လောက်ထိပဲကျွန်တော်ယူချင်တယ်ဒီထက်ပိုပြီးယူဖို့အကြကျွန်တော်အနေနဲ့အဆင်မပြေနိုင်ဘူးလို့ယူဆလို့ပေါ့နော်ပုံနေပြောကြဒီ3နှစ်60နဲ့3နှစ်65ကြာမှာဝယ်ဖို့တော့ကျွန်တော်တိတ်ပြီးတော့အားမပေးချင်ဒါပေမဲ့ခုနပြောလို့ပေါ့နော်3နှစ်65နဲ့အောင်မဖောက်နိုင်ဘူးဆိုဒီစုံချမှာကျွန်တော်ဝယ်လို့ရတယ်ပြီးရင်ကျွန်တော်နောက်ထပ်ဝယ်တဲ့ဈေးနဲ့စုံကတော့ကျွန်တော်ဒီနှစ်ဈေးနဲ့စုံလေးပေါ့နော် ဒီနေ့ဈေးကျခဲ့တယ်ဆိုရင်ကျွန်တော်ဒီနောက်ဈေးရန်စုံဒီမှာကျွန်တော်ဝယ်လို့ရတယ်။3.25နဲ့ပေါ့နော်3.25နဲ့3.30ကြပါ။ဒီဈေးရန်စုံရောက်ရင်တော့ကျွန်တော်ဝယ်ဖို့ပွင့်နေပါတယ်ကျွန်တော်နေနေနည်းနည်းလေးစဉ်းစားနိုင်စဉ်းစားနိုင်နေပေါ့နော်ကျွန်တော်ဒီ3.60နဲ့3.65ဈေးရန်စုံနဲ့ကြာရင်ဒီ3.25နဲ့3.30ကြာဈေးရန်စုံဒီမှာကျွန်တော်ရေတုံးပြောင်းဝယ်ဖို့တော့ကျွန်တော်အကြိုက်တွေးမိတယ်။ကျွန်တော်အမြင်ကပေါ့နော်ဒီဈေးရန်စုံကဝယ်ဖို့တက်ပို့ပြီးအဆင်ပြေနိုင်တယ်ဒီဈေးရန်စုံနဲ့စာရပေါ့နော်။ ဒါပေမဲ့ဒီဇီရန်ဆုံးမှာလည်းဝယ်လို့တော့ရပါတယ်ဒါပေမဲ့ကျွန်တော်အမြင်ကတော့ဒီ3နှစ်2ငါးနဲ့3နှစ်30ကြာဝယ်ဖို့ပို့အားပေးခြင်းနဲ့အမြတ်ပိုင်းဇီရန်ဘယ်လောက်ထိယူလို့ရလဲမြင်မယ်ဆိုရင်ကျွန်တော်တို့အာဒီ3နှစ်50လောက်ထိယူလို့ရတယ်အရှုံးပိုင်းဇီရန်ကတော့ဗျာကျွန်တော်တို့3နှစ်20အောက်လောက်မှာအရှုံးပိုင်းဇီရန်ပြပါခင်ဗျာဒါဒီနေ့တော့ဝယ်ရမယ့်ဇီရန်ဆုံးနှစ်ခုပေါ့နော်3နှစ်60နဲ့3နှစ်65ကြာ3နှစ်30နဲ့3နှစ်25ကြာဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တော်ဒီနေ့အစေးအကြအတန်းလာမှုကျွန်တော်တော့အယောင်းကိုပို့ပြီးတော့ဦးစားပေးစေချင်ပါတယ်။ ုတ်ပြီဒီနေ့တရတာကဘာရွှေအပိတ်စေးတာပေါ့ဘဲပေါ်ပိတ်ခိုင်ကျွန်တော်ဈေးအသက်ပြန်အားတာနေနေမှာဆိုကျွန်တော်ခုနပြောခဲ့တဲ့3330အထက်3330အထက်မှာကဘာရွှေဈေးတရတာဈေးပိတ်ခိုင်ရင်ဈေးအသက်အားပြန်ကောင်းနိုင်ပါတယ်ကျွန်တော်3400ရည်3400အထက်တွေထိဈေးအသက်ပြန်မှန်းနိုင်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့စန့်ကျင်ပန်းနေတဲ့ဒီနေ့တရက်တာကဘာရွေရဲ့အပိတ်စေးတာ3.65ဈေးနဲ့အောင်မှာဈေးပိတ်ခိုင်းရင်တော့ မနက်ဖြန်မှာအ ਨੇ ဆုံးဈေးအကြောင်းကို3200လီမြန်မာလိမ့်မယ်ဒီထက်ပိုစေးကြရင်3200ဈေးတန်းအောက်ကျွန်တော်380လို့350ဈေးတန်းနေအထိဈေးအကြောင်းမြင်ရနိုင်ပါတယ်ဒီနေ့တရက်တာပိတ်စေး3600အောက်မှာပိတ်ခဲ့ရင်ပေါ့နော်ဘောက်ဘဲနဲ့က3600နဲ့3330ကျားပဲပိတ်ခဲ့တဲ့ဆိုရင်တော့ကဘာရွှေဈေးကကျွန်တော်တို့ဈေးငိန်တဲ့အနေအထားမျိုးဒီ 3230နဲ့ဥမာပြ3260 60 90တွေကြာမှာဈေးငိမ့်တဲ့အနေအထားမျိုးစိုင်ဝေးအနေအထားမျိုးကျွန်တော်တို့လာမယ့်တရက်နှစ်ရက်လောက်ဆက်မြင်ရနိုင်ကြည်အလားလားညားနိုင်ပါလေခင်ဗျဟုတ်ကဲ့ဒါတရားကျွန်တော်ရဲ့ဒီနေ့ဤပညာပိုင်းအသုံးသက်ချက်လေးပါဒီနေ့မှာတော့ကျွန်တော်လက်ရှိအထိဈေးအကျအားတာမယ်ဈေးအကျအားကောင်းမယ်လို့သုံးသက်ထားဆဲပါပဲခင်ဗျဟုတ်ပြီကျွန်တော်တစ်ဖက်ကသတင်းမှန်းကိုတွားကြည့်လိုက်သတင်းမှန်းဆိုရင်ဘာသတင်းမှမရှိဘူးတနေ့နာနေဖြစ်တာဆိုတော့လေဘာသတင်းမှမရှိဘူး တပတ်ကဒေါ်လာအင်းသက်ကိုတွားကြည့်တယ်ဗောဒေါ်လာအင်းသက်မှာဆိုရင်ကျွန်တော်တရားတစ်ထက်တရားအထက်ရောက်နေကျွန်တော်ရှိကတရားတာတုံးချက်ဗီဒီယိုမှာလည်းတောင်းလျှောက်ပြောခဲ့တယ်ဗောဒေါ်လာအင်းသက်ဒေါ်လာအညွန်ငိမ့်တာတရားအထက်တက်လာပြီဆိုသတင်းပိုင်းရကမ္ဘာရွှေစီရေတူရောင်းလို့အားဒီတောင်းလျှောက်ဝင်လာနိုင်တယ်ရေတူရောင်းလို့အားဒီအဲ့ဘက်ကလက်ရှိကမ္ဘာရွှေစီကြာနေရလဲသတင်းပိုင်းရဆိုမှန်တယ်ဗျဒေါ်လာအင်းသက်တရားအထက်ရောက်နေလို့တရားအထက်ရောက်တရားအထက်မှာတော်တော်လေးငြင်းနေတယ်တွေ့ရတယ် အရင်က69 68တွေကျွန်တော်မမြင်ရတော့ဘူးအရင်တပတ်တုန်းကလို့အဲ့ဒါပတ်သက်ကမှကပတ်ရွှေစည်ရေးသူအကြအဆက်အကောင်းနိုင်ပါသေးတယ်တပတ်ကကျွန်တော်သတင်းပိုင်းရလဲကျွန်တော်တို့ရုရှားနဲ့ယူကရိန်းဆွေးနွေးမယ့်သတင်းနေပြီးရင်အိန္ဒိယနဲ့ပါကစ္စတန်ပြည်လဲသွားတဲ့သတင်းပြီးတော့လက်ရှိမှာ trade war နဲ့ပတ်သက်ပြီးတော့ဗျာကျွန်တော်တို့အာအမေရိကန်နဲ့အင်္ဂလန်တပတ်သူညရသွားလဲတရုတ်နဲ့လည်းဆွေးနွေးနေပြည်လဲတဲ့အနေထားတော့မတွေးရပါပဲသူတို့ငကောကအပြိုင်ဆိုင်ခွန်တိုးနေရဆိုင်ဗျာ သူတို့ဆွေးနွေးနေတာဂျနီဖာမှာဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာဆွေးနွေးနေရနေတာဘာဖြစ်ဖို့အရင်ကအနေထားနဲ့ဆိုင်တိုးတက်လာအနေထားလို့ပြောလို့ရတယ်။အဲ့ဒါဖြစ်တဲ့ကမှလက်ရှိမှာကိစ္စအလုံးအပေါင်းလက္ခဏာပဲစောင်းနေတဲ့အနေထားမှာကျွန်တော်က risk asset လို့ခေါ်တဲ့ကဘာရွှေစီကြနေရတော့မဆန်းဘူးပြရေတူကြနေရတော့မဆန်းဘူးဒါပေမဲ့ရေရှည်ကြမယ်လို့ဆိုတာမဟုတ်ဘူးเนาะကျွန်တော်တို့ကဘာကြီးမှာပြဿနာတခုမဟုတ်တခုကတော့ပေါ်လာအောင်ပါပဲအဲ့ဒါဖြစ်တယ်ရေရှည်တော့ကြဖို့ရမလို့တဲ့ရေတူတော့အကြအဆက်ကောင်းအောင်ပဲတကယ်တော့ဒီသတင်းတွေမထွက်ခင်ကဘာရွှေစီကနီးပညာပိုင်းအကြအားတောင်ပဲတို့ကျွန်တော် ဘရဘူးနေကြတာပြင်းနေလောက်တည်းစပြီးပြောပြီးသားအမေရိကန်ဘန်တို့ထွက်ပြီးကြတဲ့ကမ္ဘာရွှေစီရဲ့နီးပညာပိုင်းရအနေဒါတရက်တာအနေဒါတွေကအကြပဲအားတာနိုင်တယ်လို့ပြပြီးသားပြီးမှသာကျွန်တော်စနေသတင်းမှလာဒီသတင်းတွေထွက်လာခြင်းဖြစ်ပါတယ်အဲ့ဘက်ကကျွန်တော်တို့ကကမ္ဘာရွှေကိုရောင်းဝယ်လို့တဲ့အခါမှာနီးပညာပိုင်းကိုအဓိကအားထားတဲ့နာပေါ့နော်သတင်းပိုင်းကိုအားထားတဲ့နာအားထားတဲ့နာဒါပေမဲ့ တတိယမောင်နီးပညာပိုင်းနဲ့တွဲဖက်အခြေပြုပြီးတော့နီးပညာပိုင်းကိုတခြားအထုအထပြီးအရောင်းဝယ်လုပ်မယ်ဆိုရင်ကျွန်တော်တို့က risk man risk ပုံနိုင်နေနိုင်ပေါ့နော်အဲ့ဒါပြတဲ့ခါကိုကျွန်တော်ကပြီးတော့ဒီကမ္ဘာ့ကျွထွက်တင်းမှာအရေးကြီးတယ်ပေါ့နော်ဘယ်ဈေးနဲ့မှအရှုံးပိုင်းတင်းတယ်ဘယ်ဈေးနဲ့မှအမြတ်ပိုင်းတင်းတယ်အဲ့ဒါတွေကကျွန်တော်နီးပညာပိုင်းကအဓိကတုံ့တက်ဆုံးဖြစ်ရတာဖြစ်ပါတယ်အဲ့ဒါပြတဲ့ခါကျွန်တော်ကတော့အာဘယ်နည်းပါဆိုကမ္ဘာ့ကျွရောင်းဝယ်တဲ့ခါမှာနီးပညာပိုင်းကို60ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်အထပ်တင်ပြီးတော့တတိယပိုင်းကိုတော့ကျွန်တော်30ရာခိုင်နှုန်းလောက်ပဲ အားထားဖို့ကျွန်တော်တို့အကြံပြုချင်ပါဒါကကျွန်တော်အကြံပြုချက်လေးပါဟုတ်ကဲ့အာကိုအကြိုက်နဲ့လိုက်ပဲကိုဘကိုတတိနဲ့ထွက်ချင်တယ်ဆိုလည်းရတယ်အာနီးပညာပိုင်းရထွက်ချင်တယ်ဆိုလည်းရောင်းဝယ်လုပ်ချင်တယ်ဆိုလည်းရကျွန်တော်ကတော့နီးပညာပိုင်းကိုပို့အားထားတဲ့အနည်းမှာပိုင်းကိုပို့အားပြုတဲ့ကျွန်တော်တို့ trader ဖြစ်ပါတယ်ခင်ဗျာကဘာချူ trader ဖြစ်ပါတယ်ဟုတ်ပြီအဲ့အဖြစ်တဲ့ခါမှာကျွန်တော်တို့ဒါလီယာဒီနေ့ရဲ့ကျွန်တော်တည့်ရတာကဘာချွေစီကတော့၃ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့၃ချက်ဗီဒီယိုတွေကို up to date ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါ ပြီးကျွန်တော်စီမံဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံသင်တန်းတွေတရားလို့ရပါတယ်။အဲအရာတွေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Messenger ကျွန်တော် Viber ကျွန်တော် YouTube Channel ကျွန်တော်ရဲ့ Telegram Channel တွေကိုဆက်သက်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ။ကဘာရွှေထိတ်တာအလုံးပဲကျွန်တော်တို့ဒီနေ့မေလာစနေနေ့တနင်္လာနေ့ကပ္ပချေဆွေကအဖွင့်ရတည့်ရတာကပ္ပချေစိတ်သက်ကြောက်ကိုကျွန်တော်တို့မှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့အကျိုးမြတ်များပတ်စံနေကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ